အိမ်တလုံးစောက်ဖို့အတွက်ပိုးစွမ်းညံစွမ်းငွေစွမ်းတော်တော်လေးစိုက်ထုတ်มาရမယ်။ဝေရှိတိုင်းတိုက်ကောင်းကောင်းတလုံးမရဘူး။တိုက်တွေမှာစောက်လုပ်ရေးနဲ့ဆိုင်တဲ့ engineering concept တွေရှိတယ်။ဒါတွေမမားဖို့လိုတယ်။ကုန်နဲ့ငွေနဲ့ပြန်ရတဲ့ result ကိုက်ညီဖို့တော်တော်လေးကောင်းစားအောင်အားထုတ်ရတယ်။နော်အဲ့တော့အိမ်တလုံးစောက်မယ်ဆိုရင် archi design အရင်စွဲရတယ်။ဒီအစ်မပဲမိသားစုတော်တော်လေးကောင်းကျင်းဆန်ရတယ်။သူကဟိုအားထဲမဲ့ဒီအားထဲမဲ့ ဒီကားကဟိုလိုလုပ်မယ်ဒီလိုလုပ်မယ်နဲ့လေးယောက်ပလန်ရင်းအောင်စဉ်းစားရတာကိုကတော်တော်လေးကောင်းစားတယ်။နောက် ARKI app ပြီးတာနဲ့ structure design တခါတည်းဆွဲခန်းရတယ်။ Okay ARKI နဲ့ structure design ရပြီဆိုရင်စောက်လုပ်ရေးကဘယ်သူ့ကိုစောက်ခိုင်းမှာလဲ။ဘယ်သူကဘယ်နှုံးတွေယူတာလဲ။ဘယ်သူတို့ရဲ့ portfolio တွေကဘာတွေလဲ။ဘယ်လောက်ကောင်းလဲဆိုတာတွေကိုရှင်းပြီးတော့ရွေးရတယ်။စောက်နေပြီဆိုရင်လည်း ပြောတဲ့အစီအသွေးအတိုင်းရအောင်စောင့်နေတာဟုတ်ရဲ့လားလက်ရပိုင်းဆိုင်ရာတွေအဆင်ပြေရဲ့လားဆိုတာနားလဲတဲ့သူနဲ့ပြန်ပြီးတော့ကြည့်ကြက်ရပြန်တယ်အိမ်တလုံးစောက်ဖို့ကဝေရှိတိုင်းအဆင်ပြေနေတာလည်းမဟုတ်ဘူးအဲ့ဒီခါမှာလူတွေကခေါင်းရှုပ်တက်တာအောင်ချိန်ကုန်တက်တာအောင်စောက်ပြီးသားအိမ်တွေလိုက်ရှာပြီးဝယ်ကြတော့တယ်အဲ့တော့စောက်ပြီးသားအိမ်တွေထဲမှာကိုယ်တိုင်နေဖို့တည်တည်ချာချာကြကြနနစောက်ပြီးတော့ မနေပြစ်လို့ပြန်ရောက်တဲ့အိမ်တွေကဝယ်တဲ့သူတွေအတွက်ပူပြီးတော့တွက်ချေကြိုက်တယ်။အဲ့လိုအိမ်တွေကအကြီးသွေးလဲကောင်းတယ်။နောက်ဈေးလည်းအရန်ကြီးညနေလေးမရှိဘူး။အခုကျမပြချင်တဲ့အိမ်လေးကလည်းအဲ့ဒီလိုပဲကိုယ်တိုင်နေဖို့တည်တည်ချာချာကြက်ကြက်နာနာစောက်ပြီးမှမနေပြစ်လို့ပြန်ရောက်တဲ့အိမ်လေးဖြစ်တယ်။နောက်ဒီအိမ်လေးရဲ့အဲဒီအိမ်လေးကကြာထူးခြားတာကအိမ်ပိုင်ရှင်ကိုယ်တိုင်က civil engineer ဖြစ်တယ်။နောက်ဒီအိမ် design က သူကိုယ်တိုင်ဆွဲထားတာဖြစ်တယ်။နောက်သူကိုယ်တိုင်ဆွဲထားပြီးမှဆောက်လုပ်ရေး engineer company ကြီးတစ်ခုကို add ပြီးမှတခြားကြီးကြပ်ပြီးတော့သူကိုယ်တိုင်ပြန်ပိုင်ရှင်ကိုယ်တိုင်ကြီးကြပ်ပြီးတော့ဆောက်ထားတာဖြစ်တယ်။ဒီအိမ်လေးရဲ့တတန်းကနှစ်နှစ်တတန်းရပြီ။နောက်တိုက်တတန်းနှစ်နှစ်ရှိပြီ။ဒီအိမ်လေးတည်နေရာကကျမတို့မြောက်တကုံ47ရပ်ကွက်ကပတ်ဝန်းကျင်တန်လမ်းတန်လေးမှာအတလန်းလုံးဒီလုံးချင်းလေးတွေကြီးပဲရှိနေတဲ့လမ်းတန်တန်ကလေးမှာနော်လမ်းလေးကလည်းလမ်းမခုံနေပါတဲ့အတွက်ကြီးနေတယ်ပေါ့နော် အာနောက်ပြီးတော့သူကအိမ်ရဲ့ plin level နဲ့ land level နဲ့ကိုသူကတပေလောက်ကိုပြပြလေးလုပ်ထားတယ်အရန်ကြီးယုံဆိုးအောင် plin level ယူအရန်ကြီးမြင့်ထားတာတွေအုံးပေလေးပြီးမြင့်ထားတာတွေတော့မလုပ်ထားဘူးသို့တော့ land ကလည်းခင်းထားပြီးသားဖြစ်တဲ့အတွက်ဒီ land ကအစ်စ်ဖြစ်လာတော့မှမဟုတ်တော့ဘူးအဲ့ဒါကြောင့်မို့လို့ plin level နဲ့ land level နဲ့ change ပြီးတော့ကြတော့အော်ပြပြလေးလုတ်ပြီးတော့ဆောက်ထားတယ်အရင်ကြီးမရိုင်းဘူး။နောက် plin level နဲ့ ground floor နဲ့ကိုဒီကနှစ်ထစ်ထပ်တက်ထားတယ် ။နော်အဲ့တော့ကြတော့ရေဘလောက်တက်တဲ့နော်အိမ်ထဲကိုရေဝင်ဖို့ရဘလို့မှမဖြစ်နိုင်တော့ဘူးပေါ့နော်။နောက်သူကကားကိုယ်တော်ကိုပရာဒိုတို့လက်ဆက်တို့ထည့်လို့ရအောင်ကားကိုယ်တော်ကိုချင်းရင်းမှာဆက်တပေအကျယ်လောက်ထားထားတယ်တွေ့ရတယ်။နောက်သူ့ရဲ့အဲတိုက်ရဲ့လှချက်ကဘာလေးလဲဆိုတော့မြင်းကြီးတက်မှာဝင်ဝင်ချင်းတကားတကားပေါ့နော် main door ကြီးပေါ့အိမ်ထဲကိုဝင်တဲ့ main door အဲ့ဒီ main door ကိုသူကအာ၃ပေခွဲ၇ပေ တကားနှစ်ချက်တက်ထားတော့အဲ့တော့ main door ကြီးကတကားကြီးအကျယ်ကြီးပဲ။နောက် तू ကကျန်းကင်းနေရနှစ်ပေပတ်လဲကြွေပြားတွေခင်ထားတယ်မြင်းကြီးတက်မှာ။အဲ့နှစ်ပေပတ်လဲကြွေပြားတွေကလည်းတရုတ်ပြည်ကနေပြီးတော့ဓာတ်ရိုက်ွယ်ပြီးတကားလဲခင်ထားတာတွေမြန်မာနိုင်ငံမှာမရှိဘူးလို့ပြောတယ်ပေါ့နော်။နောက်မြင်းကြီးတက်မှာအာမာစတာတခန်းပါတယ်၊စတိုဂန်တခန်းပါတယ်။နောက် kitchen နဲ့ dining နဲ့ကိုအခန်းကျယ်ကြီးတခန်းနဲ့တွဲထားတယ်။ kitchen ထဲမှာပဲ dining စပွဲချပြီးတော့ကြတော့ စားမယ်။နောက်ပြီးတော့ကြတော့ဒီ common toilet kitchen ထဲမှာ common toilet ရှိတယ်။နောက်ပြီးတော့ကြတော့သူကဒီအိမ်ရဲ့ထူခြားချက်လေးကအိမ်ရဲ့ဘေးမှာ veranda တွေပါတယ်။အိမ်ရဲ့ဘေးလေးမှာ bay veranda လေးတွေပါတယ်။အဲ့တော့မြင်းကြီးတက်မှာပဲ coffee table လေးချပြီးတော့အမီနီတက်မှာပဲအဲဘေးဝရန်တာလေးမှာကော်ဖီတီပဲချပြီးတော့ကြတော့ညနေခင်းအေးအေးဆေးဆေးပေါ့နော်စာဖတ်တာတို့ချေးတာတို့ကောင်းကောင်းလေးလုပ်လို့ရတယ်။အဲနောက် ူကဒီပထမတက်နဲ့အပေါ်ဆုံးတက်ကိုတော့သူကလှေကားကလည်းကျွန်းကျွန်းလုံးနေနဲ့ခင်းထားတယ်။အဲအခင်းကလည်းပထမတက်နဲ့ဒီအပေါ်ဆုံးတက်မှာကျွန်းပါခေးတွေပဲခင်းထားတယ်။နောက်ပထမတက်မှာကျတော့အာမာစတာအခန်းနှစ်ခန်းပါတာမှာတစ်ခန်းကစူပါမာစတာလို့ပြောရမယ်အထဲထဲမှာတီဗီကြည့်တဲ့ဆင်တွေပါထည့်ထားတယ်သူကမိဘတွေထားဖို့ရအတွက်အဲတီဗီကြည့်တဲ့ဆင်မှာထည့်ထားတယ်အခန်းကျယ်မာစတာခန်းကျယ်တစ်ခန်းရှိတယ်နောက်ကျန်တဲ့တစ်ခန်းကတော့ ရိုးရိုးနှစ်ယောက်အိမ်မာစတာအခန်းဆိုင်ပဲဖြစ်တယ်။အဲ့ဒီပထမတက်မှာဖျားကန်းနဲ့အဲဖျားကန်းနဲ့ realization area လေးနဲ့ကိုသူကတွဲထားတဲ့အတွက်ပထမတက်ကအဲ့နေရာကြီးအကျဲအကျဲကြီးပဲပဲဟိုမှာကလေးတွေဆိုတော်တော်လေးကစားလို့ကောင်းမဲ့နေရာဖြစ်တယ်။အဲဖျားကန်းကခေါင်းရင်းဘက်မှာထားပြီးတော့ realization နေရာကတော့ခြေရင်းဘက်မှာ TV showcase အဲတခါတည်းပေးထားတယ်။အဲအဲ့နေရာက ဒါအခုကြတော့အခန်းပါညာလည်းမကန့်ထားတဲ့အတွက်အဲ့အခန်းကတော်တော်ကိုကျဲတဲ့အခန်းဖြစ်တယ်။နောက်ပထမတက်မှာလည်းဘေးဝရန်တာလေးပါတယ်။နောက်အပေါ်ဆုံးတက်အပေါ်ဆုံးတက်မှာကြတော့လည်းမာစတာနှစ်ခန်းပါတယ်။ဘေးဝရန်တာလေးပါတယ်။အဲ့ဒီအပေါ်ဆုံးတက်မှာကြတော့အာတော့ဒီလာသာဆောင်ပေါ့နော်လာသာဆောင်ကိုအကျယ်ကြီးလွတ်ထားတယ်။အဲပထမတက်ကနော်အဲ့ဒါကြောင့်အခုကျမဒီ အရန်ကိုပူတဲ့အချိန်ပေါ့နော်ကျမနေ့လယ်နှစ်နာရီတိုးကြီးဒီပူရိုးတွားရိုက်တဲ့အချိန်မှာလဲအဲ့ဒီငါမပူဝဲနဲ့အေးနေတယ်လိုက်ကကြည်ပြာနုရောင်လေးတွေတတ်ထားတယ်အဲ့တော့အရင်လုံးဝမပူဝဲနဲ့အေးနေတယ်တိုက်ကအာတိုက်ကအာအင်ဂျင်နီယာတွေကိုယ်တိုင်ကြီးကြက်ပြီးစောက်ထားတာဖြစ်တဲ့အတွက်ရည်သွေးဘိုင်းဆိုင်ရာကတော့ပြောစရာမလိုဘူးเนาะနောက်ပြီးတော့ तू ကအဝီစည်းရေပါတယ်အဲနော်မီးကတော့ဒီမီမီမီတာတလုံးပါတယ် အဲအဝီစီရေပါတဲ့အတွက်ပေါ့နော်ကိုစိတ်ကြိုက်ကိုမိလာတဲ့အချိန်မှာကိုကြိုက်တဲ့အချိန်ရေတင်ထားလို့ရတယ်။ပတ်ဝန်းကျင်လေးကလည်းအရန်တန်တယ်။အဲ့တော့ဒီအိမ်လေးကိုခေါ်မယ်ဈေးက3,800ကို short in လုပ်ပေးမယ်။နောက်3,800နောက်သူပေ40-60ခရမ်းအမိဘကိုယ်တိုင်ကရောင်းနာမို့လို့ရှုပ်ရှင်းရလဲလုံးဝအားလုံးကင်းတယ်။ခရမ်းနမဲပေါက်ကြီးကိုယ်တိုင်ကရောင်းနေတာ။နောက်အဲ့ဒါကြောင့်ဟလာဒီအိမ်လေးကနော်ဟိုနေမဲ့သူတွေအတွက် ရန်ကိုတင့်တော်တဲ့အိမ်လေးအိမ်တန်းတန်းအကြီးသွေးကောင်းကောင်းဘလို့အိမ်ကိုရှာရမှန်းမသိဘူးဆိုလို့ရှိရင်ဟလာဒီအိမ်လေးကိုရွေးဖို့ကျမကတိုက်တွန်းချင်ပါတယ်အဲ့တော့ဒီအိမ်လေးကိုကြည့်ဖို့ရာအတွက်ကျမတို့ကြည်မြန်မာဆန်အကျိုးဆောင်ကိုဆက်သွယ်လို့ရပါတယ်အဲကျမတို့ကြည်မြန်မာဆန်ရဲ့လိမ့်စာကတော့မြောက်တကုံ46ရက်ကွယ်ဘိုးချူလမ်းမှာရှိတာပါပိတ်ရမရှိပါဘူးမနေ့ကောကနေညနေ၄အတွင်းကိုအစီအပြေတဲ့အချိန်လာလို့ရပါတယ် ဖုန်းနံပါတ်399 6338 2255 399 6358 2255တို့ဆက်သွယ်ပြီးတော့လာကြည့်လို့ရပါတယ်။နောက်ဒီအိမ်လေးကဟိုအဲကွန်းနေမတက်ရသေးပါဘူး။အဲကွန်းတွေကနော်အဲကွန်းဘိုးတွေကဒီခေါ်တဲ့ဈေးထဲကနေပြီးတော့ကြတော့ပေါ့နော်။ခေါ်တဲ့ဈေးထဲကနေပြီးတော့ပြန်ပြီးတော့ short in ပြန်ပြီးတော့ညှိလို့ရတယ်။ เนาะအိမ်တက်တန်းနှစ်နှစ်ရတာကိုပဲပေါ့เนาะဆေးရောင်လည်းလုံးဝမကြောက်ဘူးအာနောက်ပြီးတော့ကြတော့เนาะတခြားကြီးမားတဲ့ error ကြီးတွေเนาะလုံးဝเนาะရုပ်ဆိုးပန်းဆိုး error ကြီးတွေလုံးဝမတွေ့ရဘူးဒီလေးอ่ะအာနောက်ပြီးတော့သူကအယောင်လေးရလဲတုံးထားတာအယောင်လေးရလဲမျက်နှာစာဒီဇိုင်းမှာတုံးထားတာတူကာလာပဲတုံးထားတယ်အဖြူယောင်လေးရကြီးပြကြီးပြနုယောင်လေးရเนาะအဲ့ယောင်လေးနှစ်ခုကိုပဲမျက်နှာစာဒီဇိုင်းမှာတုံးထားတယ် အဲနောက်ပြီးတော့ဒီအတွင်းထဲမှာကြာတော့လေ၄ရောင်ပဲရှိတယ်အဖြူရဲ့ကြည်ပြာနှုတ်ရဲ့အနဲ့ရဲ့နောက်ကျွန်းကျွန်းပါကေးရောင်ရဲ့ကျွန်းပါကေးအညိုရောင်ရဲ့နောက်ဒီဒီ4 color ပဲတွေ့ရတဲ့အတွက်အင်းရဲ့ဒီဇိုင်းတွေကပေါ့နော်ဟိုမျက်စိနောက်နေအောင်ရှုပ်ရှက်ခတ်မနေဘူးနော်ဒီအိတ်ခမ်းထဲမှာလည်းအဲအကျန်းငင်းကအနဲ့ရောင်အနဲ့ရောင်ဟိုလိုဟောပါပေါ့ဟိုမချော်တဲ့နော် အဝါကြွေပြားကြံကြံလေးတွေပေါ့နော်ကြွေပြားကြံကြံလေးတွေအဲ့ဒါလေးတွေခင်းထားတယ်နော်အဲ့ဒါကြောင့်ဟလာဒီအိမ်ကအာပေါ့နော်ဟို engineering view ကနေကြည့်ရင်တော့လကားနောက်ပြီးတော့ပိုင်းဆိုင်မှုခိုင်မာမှုရှုထောင့်ကနေကြည့်ရင်တော့လကားနောက်ပြီးဈေးနှုန်းရှုထောင့်ပေါ့နော်ဈေးနှုန်းရှုထောင့်ကနေကြည့်ရင်တော့လကားဟလာဒီကောင်လေးကအဆင်ပြေတယ် ။ဒါအဲ့ဒါကြောင့်မို့လို့ကျမကဟလာနေမဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီလေးကို လာကြည့်ကြဖို့ဟိုကျမကအပြည့်ဝ recommend ပေးတယ်။ပြောဖို့ကြံသွားတာကမြင်းကြီးတက်မှာ main room တခန်းပါတယ်။အာမြင်းကြီးတက်မှာ master တခန်း၊ air gun တခန်း၊ main room မိဖို့ကြောင့်အခန်းကျဲကားကိုတာအရာတွေပါတယ်အဲ့တော့ကျတော့မိတ်ရူးမဲလှုပ်လှုပ်စတိုးရူးမဲလှုပ်လှုပ်ပေါ့နော်မြင်းကြီးတက်မှာအရာတွေတွေပါတယ်ရေချိုးကန်းထဲမှာလည်းကြွေပြားအမဲရောင်လေးတွေခင်ထားတယ်နော်အဲ့တော့ဒီဇိုင်းလည်းအရင်မရှုပ်ဘူးအဲ့အဲ့အကြောင်ဒီအိမ်လေးကပေါ့နော်ကျမအပြည့်ဝရီကိုမန်းပေးတဲ့အိမ်လေးဖြစ်လို့အိမ်ရှားနေတဲ့အမျိုးတွေများရှိရင်ဒီအိမ်လေးကို မဖြစ်မနေလာကြည့်ကြဖို့ဒီဗီဒီယိုလေးနဲ့ 但我喜欢巴雷什。